ောက်ကပုဂ္ဂိုလ်၂ယောက်ဟာနောက်ဘဝရောက်တဲ့အခါမှာကွဲပြားချမ်းသာမှု ရှိသလားလို့ဆိုမြတ်စွာဘုရားကရှိတယ်တဲ့နော်ဒီပြင်အရေးချင်းတွေတူတယ်တရားတရားချင်းလည်းတူတယ်သီလချင်းလည်းတူတယ်အသိပညာချင်းလည်းတူတယ်သို့သောလှူဒန်းမှုကြတော့ကွဲပြားချမ်းသာသွားတယ်တယောက်ကလှူတယ်တယောက်ကမလှူဘူးဆိုလို့ရှင်ကွဲပြားချမ်းသာမှု ရှိတယ်တဲ့ဆိုပါစို့လူဘွားကနေတည်သွားလို့နတ်ဖြစ်တယ်ဆိုရင် အလူဒါနလုတ်တဲ့လူနဲ့အလူဒါနမလုတ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလူဒါနလုတ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အစင်ပိုပြီးတော့လှတယ်ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုပြီးတော့များတယ်ဩဇာအာဏာအစိုးရမှုတွေပိုပြီးတော့များတယ်လို့ ဟောရှင်လိုက်တဲ့အခါကွဲပြားခြားနှံမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလှူဒန်းမှုရှိသူနဲ့မရှိသူအဲ့လိုကွဲပြားခြားနှံသွားတယ်လှူဒန်းမှု မရှိတဲ့ပုဂ္ဂိုလ်ကိုလှူဒန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက် အာဖြင့်လဲတာရတာလွန်နေအစင်းအယောင်အာဖြင့်လဲတာလွန်နေခြံသာဒုက္ခအာဖြင့်လဲတာလွန်နေအချမ်းအညာအကျော်စောအာဖြင့်လဲတာလွန်နေနောက်ဆုံးမှာဩဇာအာဏာတကူကြီးထွားမှုလဲသူကတာလွန်နေအဲ့တော့ဂဏိခေလူတွေထဲမှာကြည့်ကြည့်ပေါ့မိသားစုတစုထဲမှာကွဲပြားခြားနားမှုတွေရှိလိမ့်အဲ့ဒါတွေကိုစနစ်တကျလေးလာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် ွဲပြားခြားနာတာတွေ့နိုင်တယ်ပေါ့ကွဲပြားခြားနာတာတွေ့အဲ့တော့မြတ်စွာဘုရားက ဖြေလိုက်တဲ့အခါမှာသူ့မနာမင်းသမီးကထပ်မေးတယ်အရှင်ဘုရားတဲ့အဲ့ဒီလိုနတ်ပြည်ရောက်တဲ့အခါကွဲပြားခြားနာမှုရှိလို့သူတို့ဟာနတ်ဘဝကနေသုတေလို့လူဘဝရောက်လာပြန်ရင်ရောကွဲပြားခြားနာမှု ရှိနိုင်သလားတဲ့ဒုတိယမေးခွန်းကအဲ့လိုမေးတော့မြတ်စွာဘုရားရှိတယ်တဲ့ လူဖြစ်လာလို့ရှိရင်လည်းကွဲပြားခြားနာတယ်ဘယ်လိုကွဲပြားခြားနာတော့ဆိုဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကနော်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်တရားသီလပညာတူညီတော်လဲဒါနမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကိုဒါနရှိတဲ့ပုဂ္ဂိုလ်ကအသက်အပြည့်လဲတာလွန်နေတဲ့သက်ရှိမှုအပြည့်လဲတာလွန်နေအစင်းလပမှုအပြည့်လဲတာလွန်နေချမ်းသာဒုက္ခများမှုအပြည့်လဲတာလွန်နေ အခြံရံများမှုအပြင်လည်းတာလွန်ပြီးတော့ဩဇာအာဏာအရှိန်အဝါကြီးမှုအနေနဲ့လည်းတာလွန်နေဟောလူဖြစ်လာတဲ့အခါမှာလည်းကွဲပြားခြားနားမှုရှိတယ်အေးကနေ့ကမှလည်းတည်တည်ချာချာလေးလာစဉ်းစားကြည့်ပေါ့မိသားစုထဲမှာညီကိုမောင်နှမတွေရှိကြတဲ့အထက်အားလုံးဟာတမိတ်အေးတဲ့တဖေအေးတဲ့ကမွေးလာပေမဲ့လို့အွေရောက်လို့ အတီးအတီးအိမ်တော်ရဲ့သားကြလို့ခွဲသွားတဲ့အခါမှာကြီးပွားသူနဲ့မကြီးပွားသူဆိုတာခဏိခေတ်မှာနေမဲ့လေးလာသုံးသပ်ကြည့်လို့ရတာအစင်းရောင်အစင်းအပြင်းလဲလေးလာ သုံးသပ်ကြည့်လို့ရတယ်ဒီမအေးဒီဖေကမွေးတာ ဖြစ်တော်လဲပဲတချို့ကရုပ်ပူလှတယ်တချို့ကရုပ်ညံ့တယ်တချို့ကအသက်ပိုးရှည်တယ်တချို့ကအသက်မရှည်ဘူး တချို့ကပို့ပြီးတော့ချမ်းသာတယ်တချို့ကပို့ပြီးတော့မချမ်းသာဘူးမတူညီတဲ့အနေအထားတွေဟာခဏတည်းပဲလက်တွေ့လိုက်ရှာကြည့်မယ်ဆိုရင်တွေ့နိုင်ပေါ့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကိုလုတ်ခဲတဲ့လောရတဲ့ဟာကိုယ့်ရဲ့ကံကြမ္မာပုံရိပ်တွေဟာကိုယ့်မျက်နှာမှာ ကိုယ့်ဘဝမှာလာပြီးတော့ပုံဖော်ပေးထားတဲ့အတိုင်းပဲဖြစ်ကြတယ်မိသားစုထဲမှာ အမေတူအဖေတူကမွေးထားတာချင်းတူတော်လဲချမ်းသာကြွယ်ဝမှုဆိုတာမတူကြဘူးအတတ်ပညာတတ်ကြမှုဆိုတာလည်းမတူကြဘူးအဲ့ဒီလိုမတူညီမှုဟာပစ္စုပန်အကြောင်းတစ်ခုတည်းကြီးလည်းမဟုတ်ဘူးအတိတ်အကြောင်းလည်းပါတယ်ဆိုတာအမတမထင်ရှားတယ်ပေါ့